နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာအေကဘဟုတ္တဧတရေယဥပတိကိမြတ်စွာဘုရားထံတော်မှာအချားအမြင့်များကုန်သော ငါဤတာဝိက ဥပအတိကရောတွင်အမြတ်ဆုံးဖြစ်ပေ၏ဟုအကဘဟုတုတဣတတဲ့အထာခံရသောဥပအတိကမှာခုံးစုတ်တရာပေတည်းသူသည်လွန်ခဲ့သောကဘာသသိန်းချက်ကပေအကဘဟုတုတဣတတဲ့ကိုဘ ᱹ ရုမုတ်တရာမြတ်စွာဘုရား၏အထံတော်၌တောင်းခဲ့သူဖြစ်သည်သူသည်တန်တရာဝေစုံစံမျောပါခဲ့ပြီးနောက်ဂေါရမမြတ်စွာဘုရား၏ရွှေလက်ထက်တော်ဝေကောတံမီတထေ၏ ဝေစားသားဖြစ်သောဂောတကတထေအိမ်၌အထင်းအယဤတမီဖြစ်လာလေသည်ခိုးစိုးတရာအရွယ်ရောက်လာသောအခါတာမာဝတီနှင့်အတူဥဒေနာမင်းစောဤနန်းတော်တို့ရောက်သွားသည်မိဖုရားကောင်းကြီးတပါးဖြစ်သောတာမာဝတီမိဖုရားထံ၌ခစားရသည်မိဖုရားကောင်းကြီးသည် နေ့စဉ်ပန်းဝယ်ရန်ခိုးစိုးတရာအားတာဝန်ပေးသည် သူသည်နေ့စဉ်ပန်းဖို့ရှစ်သက်ပြာရညာ တဝက်ကိုခိုးထားပြီးနေသည်ပြအဖြစ်သာပန်းဝဲပေးလေရှိသည်ကောတန့်ပြည်ပြည်သူသုံးလောကထွက်တာတပ်ပိညိုမြတ်စွာဘုရားချွာရောက်တော်မူလာပြီးသည်နောက်တခုသောနေ့တွင်သူသည်ပန်းဝဲရန်ထွက်လာသည်ပန်းများမဝဲရသည်မီအတိအိမ်တအိမ်သို့ဝင်သည် ထိုအိမ်တွင်မြတ်စွာဘုရားနှင့်တန်ဃာတော်အရှင်မြတ်တို့အားဆုံးကပ်ရန်ပြင်ဆင်နေသည်ခိုးဆုပ်တရာလည်းဝင်ရောက်ကူညီဆောင်ရွက်ပေးသည်မြတ်စွာဘုရားနှင့်တန်ဃာတော်အရှင်မြတ်များ ကြွလာတော်မူကြပြီးဆွန်ဆက်ကအပြီး၌ဆွန်အနုမောဒနာတရားနာကြားကြ၏ခိုးဆုတ်တရာသည်နန်းတွင်သူဖြစ်ညာယတနာသုံးပါးကို မသိကြမတိသောကြောင့်အများတရားနာရသောရောရောင်ပြီးတရားနာမိ၏ရှင်တော်မြတ်ဖျားသည် မင်းပါနေသူတို့နှင့်တင့်လျော်သောဓမ္မကထာကိုရှေးဦးစွာညွှန်ကြားပြပြီးမှတရားတော်ကိုဆက်လက်ဟောကြားတော်မူသည်ခိုးဆုပ်တရာမှာငုံနေသော ပါရမီပြန့်ပေါ်လာက တရားတော်အစုံ၌တောတာပတ္တိဖို့သို့ဆိုက်လေ၏ထိုအခါတောတာဗံခောဆုတ်တရာမှာခိုးဝဲလိန်ကောက်လိုစဉ်မရှိတော်ပေတို့အတွက်သူသည်ရှစ်သက်ပြာဘူးအပြည့်အဝပန်းဝယ်ဖြစ်သည်နန်းတော်သို့ပြန်ရောက်၍မိဖုရဲ့ကောင်းကြီးအားညားစွာသောပန်းနှင့်ဆက်သသောအခါမိဖုရဲ့ကောင်းကြီးမှာတအံ့တော်ဖြစ်နေလေတော်၏အမေခဏိခါတိုင်းထက်မဖះရောက်ကိုပို့ချစ်တဲ့အတွက်ပန်းတွင်များလာတာထင်တယ် တခင်မကိုအချစ်ပေါ်လာလို့ပန်းတွေပေါ်လာတာမဟုတ်ပါဘူးခါတိုင်းလုံးမခိုးတော့လို့ဖြစ်ပါတယ်ခိုးဆုပ်တရာဤအဖြစ်ဒီရက်ရည်မလဲပြီးသူ့ကြောင့်ရက်ရည်လဲအောင် ရှင်းပြအပြင်း၌ဤတို့ဆက်ပြောဤခနေ့မခိုးတော့ပဲရှစ်သက်ပြဖို့အပြည့်ပန်းတွေဝဲလာတာကတော့မြတ်စွာဘုရားရဲ့တရားတော်ကို နာကြားရကအမြိုက်တရားရခဲ့လို့ပါတာမဝတီမိဖုရားကြီးမှာအစာ မောင်မ900တို့ဒီလေရဲစနာ3ပါးကိုမတိကြချေတို့ကြောင့်အမြတ်တရားရလာသည် ဆိုခြင်းကို အရာဝိထုတစ်ခုရလာသည်သဘောထင်ပြီးလက်ဝါးဖြန့်တောင်းခံကြ၏မိခင်ရခဲ့တဲ့တရားကို ကျွန်ုပ်ကိုမြပါနော်မေရှင်ရခဲ့တဲ့တရားတို့ကိုကျွန်ုပ်ကိုလည်းပေးပါ ကျွန်မလည်းလိုချင်ပါတယ်ဤသည်တွင်ခိုးစိုးတရာက အပြုံးဖြင့်ခေါင်းရန်ဤမေရှင်တို့ငါရခဲ့တဲ့တရားဟာလက်ဝါးဖြန့်ခံပြီး တောင်းခံလို့ရကောင်းတဲ့ဝိတုပစ္စည်းမျိုးမဟုတ်ပါဝိတုဒိနတ်မြတ်ရဲ့စကားတော်ကိုနားနဲ့နားကြားပြီးနှလုံးသားနဲ့မှတ်သားလာခဲ့တဲ့တရားတော်များဖြစ်ပေတယ်မေရှင်တို့နာကြားခြင်းနဲ့ဆိုရင်ရှင်တော်မြတ်ဟောကြားတော်မူတဲ့အချင်းအရာနဲ့မိခင်ဟောပြမယ်ပါရမီရှိရင်အမြိုက်ဓမ္မကိုရကြပါလိမ့်မယ်မိဖုရားကြီးနဲ့မောင်မ900တို့ကဟောပါမိခင်နာကြားပါရစေဟုတောင်းခံတော်ကြောင်း ခိုးဆုပ်တရာသည်တလုံးပေါ်တက်ထိုင်သည်မိဖရဲကောင်ကြီးတာမာဝရီနှင့်မောင်မများအားနေရာတွင် ထိုင်လျက်လက်အုပ်ချိမိုးကနာချားရန်ညွန်ကြားသည်အားလုံးကသူညွန်ကြားသည့်အတိုင်းကောင်းမွန်စွာလိုက်နာကြသည်ဖြင့်ခိုးဆုပ်တရာသည်မြတ်စွာဘုရားဟောကြားတော်မူလိုက်သောတရားတော်ကို အစဉ်အတိုင်းဟောပြသည်မိဖုရဲ့ကောင်းကြီးနှင့်မောင်မ900တို့သည်တရားတော်၏အစုံ၌သောတာပတ္တိဖွ၌တည်ကြလေ၏ ထောအခာတာမဝတိမိဖုရားကဤသို့ဆို၏မိခင်ခဏိကအစပြုပြီးတခြားအမှုကိစ္စတွေကို မဆောင်ရွက်ပါနဲ့တော့ကျမတို့ရဲ့အမေအယာမာနေပြီးမြတ်စွာဘုရားတရားတော်ကိုစိတ်ချလက်ချနာယူပါပြီးတော့ကျွန်တော်မတို့ကိုတဆင့်ဟောကြားပါခိုးစုတ်တရာအတွေ့အကြိုက်တွေ့သွားတော်သည် သူဒီမြတ်စွာဘုရားဤကြောင်းတော်သို့နောက်ဆက်မတင်ပဲတွားရောက်ကတရားတော်ကိုနာယူသည်သူရကျိန်နာချခဲ့ပြီး၍ နန်းတော်တို့ပြန်ရောက်တိုင်းမိခင်ကြီးနဲ့မောင်မများအားအစရောအလေရောအဆုံးမမကြံပြန်လဲဟောကြားနိုင်သည်ဤသည်ကိုအကြောင်းပြု၍မြတ်စွာဘုရားသည် ဥပတိကိများအားဣတရေထားတော်မူသောအခါအကြအမြင်များကုန်သောငါဤတာဝိက ဥပတိကတော်တွင်ခိုးစုတ်တရာသည် အမျက်ဆုံးဖြစ်ပေ၏ဟုမိန်တော်မူကားအေကဘဟုတ္တဣတရေထားတော်မူခြင်းဖြစ်၏ထို့သောဉာဏ်ပညာကြီးမားပါလေ သူတော်ဘာထံတွင်အစေအပါဖျက်ခြင်းအကြောင်းမှာကတ္တပမြတ်စွာဘုရား၏ရွှေလက်ထက်တော်ကသူသည်ဥပဒိကမှာတယောက်ဖြစ်ခဲ့ခြင်းဝယ်တငယ်ချင်းဖြစ်သူဘိက္ခုနီတပါအားတစုံတရာစေခိုင်းမိခဲ့ဘူးသောကြောင့်ဖြစ်၏ငငယ်ရွယ်ရွယ်နှင့်ခါကုန်းနေရခြင်းမှလည်းငရဲကြီးချင်းပင်ဖြစ်သည် သူဒီတခုသောဘဝတွင်မာရဏတိမင်းကြီး၏တမိတော်တပါထံတွင် အပြိုတော်ဖြစ်ခဲ့သည် နန်းတော်သို့ဆုံးခံကြွလာတော်မူသောပြည့်စေကဗုဒ္ဓအရှင်မြတ်များအနေတပားမှာခါကုန်းတော်မူသည်ခိုးဆုပ်တရာ လောင်းလျာအပြိုတော်သည်ထိုရှင်ပြည့်စေကဗုဒ္ဓခါကုန်းပြီးတွားဟန်ဖြင့်မောင်းမများနှင့်အတူပြည့်ရည်ပြုခဲ့သည်ရဲစရာလုပ်ပြစဉ်က တခဏမျှသာရှင်ပြရေမောခဲ့ရညာဝတ်လိုက်သောအခါတွင်ကဘဝများစွာခါကုန်းရပြီးကြိန်ချာနာရကများဖြင့် စလဲဆုံး၃ပါးလုံးကိုကောင်းစွာမှတ်မိခြင်းမှာကအထက်ပါဗာရာဏသီမင်းကြီး၏တမိတော်ထံတွင်ခါစားခဲ့စဉ်ကအရှင်ပြည့်စေကဗုဒ္ဓ၈ပါးတို့၏တပိတ်တော်များချထားရာတွင်မငြိမ်မသက်ဖြစ်နေသောကြောင့်တပိတ်တည်စရာတပိတ်ချိန်အဖြစ်ဆင်ဆွယ်လက်ကောက်၄ရံကိုချွတ်ပြီးလူရန်ခဲ့ဘူးသောကောင်းမှုကံကြောင့်ဖြစ်ပေ၏ခိုးစုတ်တရာသည်ပိရကတ်သုံးဖို့ကိုမပြတ်လေ့ကျသည့် မြတ်စွာဘုရား၏တရားတော်ကိုနာကြားခဲ့ပြီးတိုင်းတာမဝတီတို့အားသူထက်ဆင့်ပို့ကြဟောပြောခဲ့သည်။သည်တုတ်တနပိတက၌ဣတိဝုတ်တကအမိဖြင့်ကျမ်းသာဆောင်ဖြစ်ပေသည်ဘုဒ္ဓမေနာတော်ဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓဘုရားရှင်သည်ကိုးကွယ်ရာဖြစ်ပါ၏ဗုဒ္ဓဘုရားရှင်ဟာကိုးကွယ်စီကပ်ပါ၏ဓမ္မောမေနာတော်ဓမ္မံတရဏံကိစ္ဆာမိ ဓမ္မတရားတော်သည်ကိုးကွယ်ရာ ဖြစ်ပါ၏ဓမ္မတရားတော်ဟာကိုးကွယ်စိတ်ကပ်ပါ၏တန်ကောမေနာတော်တန်ကံတရဏံကိစ္ဆာမိတန်ဃာတော်မြတ်သည်ကိုးကွယ်ရာဖြစ်ပါ၏တန်ဃာတော်မြတ်အားကိုးကွယ်စိတ်ကပ်ပါ၏